ယူပြီးသားယူပြီးသားယူပြီးသားနောက်ပဲနောက်ပဲလေမာရတာဟုတ်ကဲ့ဗျာဒီလိုလေဆေးရမှာဗျာတိုက်တယ်တိုက်တယ်တိုက်တယ်လူတဲ့သူအတွက်လူတဲ့သူဆိုတော့ကျွန်တော်မဟုတ်ပါဘူးဒီခုနှစ်ရက်သားသမီးပါခုနှစ်ရက်သားသမီးပြေးလိုက်ပြီးတဲ့အလူကကျွန်တော်ပြေးလိုက်တဲ့အခါမှာပြန်ပြီးတော့အဲ့လိုပြန်ပြန်ပြီးတော့လူတဲ့သူတွေနောက်ထပ်လူတဲ့လူတွေလည်းကျင်းတတ်တာပေါ့ဗျာကလေးတိတိလေးတွေဆိုရင်ငငယ်လေးတွေဆိုတာဥမာ6နှစ်5နှစ်9နှစ်အဲ့ဝင်းကျင်နေမှာဆိုရင် ခြေတော်တစ်ချောင်းဖြတ်ထားတာရှိတယ်ခြေတော်နှစ်ချောင်းဖြတ်ထားတာရှိတယ်အဲ့လိုမျိုးတွေမြင်ရတဲ့အခါမှာဒီဝမ်းနေဖို့အတွက်သူ့ဘဝရဲ့ဒီနောက်ဘယ်လိုနေထိုင်မလဲဆိုတာမျိုးတွေးမိတာမျိုးတွေအဲ့လိုမျိုးတွေအတွက်ကိုကိုယ်တိုင်ဘယ်လိုတွေခံစားနေလဲကို emotion ကိုကိုပြန်ပြီးတတိမထားမိပါဘူးဟုတ်ကျွန်တော်တို့ကတော့အခုကကျွန်တော်စီကိုလှူတာခုနှစ်သားသမီးကပတ်စံမဲ့လှူတာဖြစ်တဲ့အတွက်ကျွန်တော်ကလည်းအဲ့ဟိုခုနှစ်သားသမီးလှူထားတဲ့ပတ်စံကိုပစ္စည်းပစ္စည်းကဝယ်လိုက်လို့ရှိရင်ဟို ကျွန်တော်တို့တည်သွားဖို့အတွက်လည်းကျွန်တော်တို့မှာကားလည်းအလုံလောက်မရှိဘူး။အဲလူစည်းဖို့လောက်ပဲဆင်ပြေတဲ့အတွက်ကျွန်တော်ငွေသားကိုပဲယူသွားတယ်။ပို့ရောက်ရင်လည်းကျွန်တော်လိုအပ်တဲ့နေရာတွေကိုကျွန်တော်တို့တကယ်လိုအပ်နေတဲ့နေရာတွေကိုငွေသားပဲလှူပြစ်မယ်ထင်ပါတယ်ခင်ဗျ။အဲငွေသားပဲလှူပြစ်မှာပါ။ကိုထက်တောင်မှဒီခံစားနေရကြတာလေ။ကိုရီးယားမှာဒါဒီမှာဆိုရင်ကျွန်တော်တို့အခုပြန်လာတဲ့အခါမှာကောင်းကောင်းအိတ်နိုင်သေးတယ်ကောင်းကောင်းစားနိုင်သေးတယ်။ဟိုမှာကျတော့အာ တို့အိမ်တွေပျက်စီးသွားတယ်ပြီးတော့တချို့ဆိုထိတ်ကဲနိုင်ငံတွေရတယ်တချို့ဆိုဒီကလေးငငယ်လေးပဲရှိသေးတယ်ဒါလူဘဝမှာစမှာပဲရှိသေးတယ်ခြေထောက်တွေလက်တွေဖြတ်ပစ်လိုက်ရတာတွေရှိတယ်အဲ့ဒီတည်းဆိုင်ဒါကျွန်တော်တို့ကအဆင်ပြေပါတယ်ဟုတ်အဲ့ချိန်တော့ကြာလားမကြာလားကိုကျွန်တော်ကိုယ်တိုင်တော့မှသိမမှတ်မိဘူးဘာဖြစ်လို့ဆိုတော့အဲ့ချိန်ရောက်သွားတဲ့အခါမှာဒီသူတို့ဟိုတိုက်တီပြိုပြီးတော့ပြိနေတဲ့လူတွေဆိုရင်ဒါနှစ်ရက်သုံးရက်ကြာတဲ့အခါမှာဆိုရင်အနံ့နေထွက်နေရတယ် ပြီးတော့ဒီဟိုကိုတဲ့ကိုခန္ဓာကိုယ်ကြီးတွေကဖောင်းကားပြီးတော့အဲ့လိုမျိုးပုံစံကြီးတွေဖြစ်နေတာမျိုးတွေနောက်ပြီးတော့ဟိုအဓိကတော့ဒီကိုဝင်ဆောင်မိခင်တွေနဲ့ကလေးတွေပေါ့နော်အဲအဲသူတို့ကိုမြင်တဲ့အခါကျတော့ကလေးတတိလေးတွေဆိုရင်ငငယ်လေးတွေဆိုတာဥမာ6နှစ်5နှစ်9နှစ်အဲဝင်းကျင်နေမှာဆိုရင်ခြေတော်တစ်ချောင်းဖြတ်ထားတာရှိတယ်ခြေတော်နှစ်ချောင်းဖြတ်ထားတာရှိတယ်အဲ့လိုမျိုးတွေမြင်ရတဲ့အခါမှာဒီ one day ဘုထွတ်သူ့ဘဝရဲ့ဒီနောက် ဘလို့နေထိုင်မလဲဆိုတာမျိုးတွေးမိတာမျိုးတွေအဲ့လိုမျိုးတွေအတွက်ကိုကိုယ်တိုင်ဘလို့တွေခံစားနေလဲကို့ emotion ကိုကိုပြန်ပြီးတတိမထားမိပါဘူးဟုတ်နောက်ပဲနောက်ပဲလေမာရတာဟုတ်ကဲ့ဗျာဒီလိုလေဗျာဒီလိုလေဆေးရမှာဗျာကြိုက်တယ်ကြိုက်တယ်ကြိုက်တယ်လူတဲ့သူအတွက်လူတဲ့သူဆိုတော့ကျွန်တော်မဟုတ်ပါဘူးဒီခုနှစ်သားသမီးပါခုနှစ်သားသမီးပြေးလိုက်ပြီးတဲ့အလူကကျွန်တော်ပြေးလိုက်တဲ့အခါမှာပြန်ပြီးတော့အဲ့လိုပြန်ပြေးတော့ လူတွေကသူတွေနောက်ထပ်လူတွေလူတွေလည်းကျင်းတတ်တာပေါ့ဗျာဟုတ်ဆိုသူတို့မှဒီလိုစိတ်ထားလေသူတို့မှဒီလိုမျိုးပျက်စီးသွားတဲ့အိမ်ကြီးနေရာတွေတော့အကုန်လုံးတော့မှပြိုပြက်သွားတဲ့ခါမှာတော့မှဒီစိတ်တက်ကောင်းနေတဲ့စိတ်တက်တွေလေးရတာမှထက်ပြီးကြံရှိနေသေးပါလားကိုချင်းစာတရားရှိပါလားငါယူလိုက်လို့ရှိရင်နောက်တစ်ယောက်ကမရနိုင်တော့ပါလားဆိုတဲ့အတွေးမျိုးတွေးမိသွားတာပေါ့နော်သူတို့မှအဲ့လိုစိတ်လေးကိုချင်းစာတရားလေးနဲ့ထားပြီးတော့ ငါလည်းဒီလောက်ပဲယူမယ်နောက်လူလည်းရမယ်ဆိုတော့အတွေးလေးတွေဖြစ်ရတဲ့အတွက်လူရဲ့သူလည်းတကယ်ကိုပီတိဝမ်းသာဖြစ်ရတာပေါ့နော်ဟုတ်ကျွန်တော်တို့ကတော့အခုသွားတဲ့နေရာတွေမှာတနေရာနဲ့တနေရာရဲ့ဟိုဖြစ်တဲ့ဖြစ်ပုံချင်းကဟိုခေါင်းစဉ်အောက်ကတော့တခုတည်းဆိုပေမဲ့လည်းနေရာဒေသပေါ်မူတည်ပြီးတော့ခုနကပြောသလိုဗျာဒီဘက်နေရာသွားလိုက်တဲ့အခါမှာဥပမာစေမန်လီစေယုံယူသွားတဲ့အခါမှာဆိုရင်ဒါဒီကြီးကြတဲ့ညာရတဲ့လူကတက်တက်အဲ့နေရာမှာဆိုကျွန်တော်တို့လူဖို့ဟာဘယ်လိုလူရမလဲဆိုတော့ကျွန်တော်တို့ဆုံးစဉ်းစားရတယ်ဆုံးပြရတယ်။ဩဒီ6တော့ ေလက်တွေဖြတ်လိုက်ရတဲ့လူတွေအတွက်ဆိုရင်လည်းကျွန်တော်တို့ကတမျိုးပြန်ပြီးတော့စဉ်းစားရတယ်။ဟုတ်လဲဆိုတော့သူတို့ကပြန်မဖြစ်နိုင်တော့တဲ့အရာပြန်ပြီးတော့ဒီခြေကောက်တွေလက်တွေဆိုတော့ပြန်ပြီးတော့ထွက်လာမယ့်အရာမျိုးမဟုတ်ဘူး။အဲ့အတွက်ဆိုသူ့ဘဝကဒါတစ်စစ်ချိုးကကြောင်းလဲသွားတယ်။အဲ့အခါအတွက်ကျွန်တော်တို့ဘလောက်တောင်ကူညီပေးနိုင်မလဲ။အဲ့ဒါမျိုးဟိုကူညီပေးဖို့ကူညီပေးနည်းကတယောက်နဲ့တယောက်တော့တနည်းနဲ့တနည်းတော့မတူဘူးဗျ။ဟုတ်။ဒီတိုင်းမျိုးဘေးသစ်စကြောင်းတက်ကြီးဖျားရောကြောင်းတက်ကြီးရောပြိုကျသွားတဲ့ အတွက်ကျွန်တော်နဲ့ခုနှစ်သားသမီးကနေပြီးတော့ဒီကံလေတိဆောက်ရမှာအသုံးပြုဖို့အတွက်ရှင်ပြားကိုမိရောနဲ့ခုနှစ်သားသမီးကနေပြီးတော့ငွေစင်သိမ်းချက်ထူရမှာလေဒါဒါကျွန်တော်တို့ကတော့အခုကကျွန်တော်စီကိုလှူတာခုနှစ်သားသမီးကပတ်စံမဲ့လှူတာဖြစ်တဲ့အတွက်ကျွန်တော်ကလည်းအဲ့ဟိုခုနှစ်သားသမီးလှူထားတဲ့ပတ်စံကိုပစ္စည်းပစ္စည်းကဝယ်လိုက်လို့ရှိရင်ဟို ကျွန်တော်တို့တည်သွားဖို့အတွက်လည်းကျွန်တော်တို့မှာကားလည်းအလုံလောက်မရှိဘူး။အဲ့တော့လူစည်းဖို့လောက်ပဲဆင်ပြေတဲ့အတွက်ကျွန်တော်ကငွေသားကိုပဲယူသွားတယ်။ပို့ရောက်ရင်လည်းကျွန်တော်လိုအပ်တဲ့နေရာတွေကိုကျွန်တော်တို့တကယ်လိုအပ်နေတဲ့နေရာတွေကိုငွေသားပဲလှူဖြစ်မယ်ထင်ပါတယ်ခင်ဗျ။အငွေသားပဲလှူဖြစ်မှာပါ။တတိုင်းမျိုးမင်းလန်ရက်ကွက်မှာရှိတဲ့ဒီဘေးတစ္ဆာចောင်းတက်ရဲ့ဘေးကဒီပြိုသွားတဲ့ ခင်ဗျာရဲ့ patient မားတွေပေါ့နော်။ဒါကျွန်တော်တို့ဒီကျွန်တော်နဲ့ခုနှစ်သားသမီးရနေပြီးတော့ဖောင်းပြန်တဲ့လူလေးပေါ့နော်။အလုံးွေလေးတွေပါ။အဲ့ဒါအမားတို့တွေရဲ့အိမ်ဒါပြန်လဲပြီးတော့အေးမှာပြန်လဲပြီးတော့တဲ့အခါမှာအဆုံးပြုဖို့အတွက်ကျွန်တော်ဘက်ကနေပြီးတော့ခုနှစ်သားသမီးတွေပေါင်းထားတဲ့အလူတွေ၄ယောက်ကိုအားသိန်းလုံးတော့ကျွန်တော်ပြန်ပါတယ်နော်။ဟုတ် ါသေးဒါလည်းကျွန်တော်ကလည်းကျွန်တော်ဒီ9ရက်သာသမီရပြီးတဲ့ဟိုအတူသားတဲ့အမွေလေးနဲ့ကျွန်တော်တို့ကဒါလိုအပ်တဲ့နေရာလေးကိုကျွန်တော်တို့ပြန်ပြီးကူညီနိုင်တာပေါ့နော်ဟုတ်အားပြုနော်ဟုတ်ပါတယ်ကျွန်တော်ဒီ production မှာကျွန်တော်အခုလိုမျိုးဟိုတိုက်ပိုင်ဒီပုံစံမျိုးနဲ့စာချုပ်ချုပ်လိုက်ရတဲ့အတွက်တကယ်ကိုကျေနပ်ပါတယ်ဝမ်းသာပါတယ်ပီတီလည်းဖြစ်ရတယ်ဘာလို့ဆိုတော့သူတို့ရဲ့ဒီဖြစ်ပေါ်နေတဲ့ ဒီအနေထားပုံမှာမူတည်ပြီးတော့လူဆိုတာမျက်ချင်လို့အလုပ်လုပ်ကြရတယ်။ဒါပေမဲ့အဲဒီမျက်ချင်လို့လုပ်လုပ်တဲ့အထင်းမှာအခုလိုမျိုးဒီကားရဲ့ပြတ်သားလို့ရတဲ့အမျက်ငွေတရားရာခိုင်နှုန်းလို့အခုလိုမျိုးလှူဒန်းမယ်လို့သိရတဲ့အတွက်ကျွန်တော်တကယ်ပဲဒီတိုက်ကနေဟိုတရုတ်ဆောင်တယောက်ဖြစ်ရတာအယောင်ကိုယူပါတယ်။ဟိုကျွန်တော်တို့တက်တာကဒီနုပညာပေါ့။ဒီနုပညာနဲ့ကျွန်တော်တို့ကဟိုဟိုပြန်ပြီးတော့ဒီဖြစ်နေတဲ့ အခြေအနေပေါ်မှာအခုဒီမြင်းကလေးဖြစ်နေတဲ့ဒေသတွေအပေါ်မှာအခုကျွန်တော်တို့နုပညာနဲ့ပြသလိုက်တဲ့ရလာတဲ့ငွေကြေးတွေနဲ့ကျွန်တော်တို့ပြန်အလှူလုပ်ရတယ်ဆိုတာလဲဒါအလှူခြင်းတစ်မျိုးပဲကျွန်တော်တို့ကိုယ်တိုင်တိုက်ရိုက်လှူတာမဟုတ်ပေမဲ့လည်းကျွန်တော်တို့ဒီကနေ့ရရှိလာတဲ့ငွေကြေးတွေကိုကျွန်တော်တို့ production ကနေလှူတယ်ဆိုတာလဲဒါအလှူတစ်မျိုးပါပဲအဲ့အတွက်ကျွန်တော်တကယ်ဟိုကျွန်တော်တို့လုတ်ပေးရတာပို့ပြီးတော့ပျော်တာပေါ့နော်ဟုတ်ဟုတ်ကျွန်တော်တို့ဘက်ကတော့ခုနကပြောဒီဖြစ်ပေါ်နေတဲ့အခြေအနေကြီးမှာဒါကြီးကို ဟိုအတင်းတိုက်တွန်းပြီးတော့တော့ပြောရတာတကယ်လည်းအားနာပါတယ်။ဒါပေမဲ့လည်းအခုလို တိုက်တွန်းကြည့်ဖို့တိုက်တွန်းနေဆိုတာကလည်းတို့ရရှိလာတဲ့အမျက်ငွေတွေအကုန်လုံးကိုတရားရာခိုင်နှုန်းလုံးကိုအလှူတန်းပေးမှဆိုတဲ့အတွက်ကျွန်တော်တို့အခုအားနာနာနဲ့ပဲအခုလိုမျိုးဒီကားလေးကိုကြည့်ပေးဖို့အတွက်ဖိတ်ခေါ်ရခြင်းဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါအခုကျွန်တော်တို့ဒီကျွန်တော်တို့ production ကနေပြီးတော့အခုပြသတဲ့ဒီသူတော်တစေစကားကြီးကိုကျွန်တော်တို့ ဟိုကြည့်ရှုပေးဖို့အတွက်ကျွန်တော်တို့ဖိတ်ခေါ်ပါတယ်ဖိတ်ခေါ်တယ်ဆိုတဲ့နေရာမှာလည်းကျွန်တော်တို့အာနာနာနဲ့ဖိတ်ခေါ်ရတာပါ။ဘာကြောင့်လဲဆိုတော့ဒီသူတော်တစီကာကြီးကို လာကြည့်မဲ့သူတိုင်းမှာရရှိတဲ့ငွေတွေကျွန်တော်တို့ဒီအမျက်ရဲ့တရားရာခိုင်နှုန်းအားလုံးကိုလှူဒန်းပေးမှဖြစ်တဲ့အတွက်ကျွန်တော်တို့အာနာနာနဲ့ပဲဒီသူတော်တစီဇကာကြီးကိုလာကြည့်ပေးပါအောင်လို့ကျွန်တော်အနေနဲ့ဖိတ်ခေါ်ပေးရစီခင်ဗျာ။ကျေးဇူးပါ။